င်္ဂလာပါရှင်နိုဝင်ဘာလ9ရက်နေ့အတွက်တန်လင်ထားမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးတော့မှာပါတန်လင်ထားမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, YouTube, Website, X, TikTok နဲ့တန်လင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်မယုံကြည်ပါပါရှင်ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြိုက်တို့မှာပေါ်တာဆွဲကြမ်းနေလို့လူငယ်တွေလမ်းမပေါ်မထွက်ရဲကြတဲ့သတင်း မွန်ပြည်နယ်မှာစပားစေးမရလို့တောင်သူတွေခုတ်ခွက်လန့်အရှုံးပေါ်နေတဲ့တဲ့င်းတွေအပြင်ရွေးကောက်ပွဲအလွန်စစ်ကောင်းဆောင်ရဲ့အခမ်းအကဏ္ဍနဲ့စစ်ရဲချိန်ခွင်လွှာအပြောင်းလဲစတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ထရမ့်မလိုလားတဲ့မမ်ဒါနီနယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့သတင်းမြန်မာရာဇဝတ်ကိုင်းကောင်းဆောင်ပေရှူချန်းနဲ့အပေါင်းပါတွေကိုတရုတ်တရားယုံတည်တံ့ချမှတ်လိုက်တဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလီဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် မွန်ပြည်နယ်ကြိုက်တုံမြို့နယ်အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာစစ်ကောင်ရှင်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေများပြားနေတာကြောင့်အပြင်ထွက်သွားလာသူတွေမရှိသလောက်နဲ့ပါသွားပြီလို့ဒေသခံတွေကတံလွင်ထမ်းမှုပြောပါရယ်စစ်ကောင်ရှင်တပ်ရဲနဲ့ပြည်သူစစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစလို့ညာပိုင်းကားတွေနဲ့ကင်းလေစဉ်လမ်းပေါ်မှာရှိတဲ့လူငယ်တွေကိုဖမ်းဆီးမှုတွေစတိုက်လှုံ့ဆော်နေတာ ဖြစ်ပါတယ်။ကြိုက်ထုံမြို့ခံတအူးရဲ့ပြပြချက်အရစစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်တွေကင်းလေတာကိုမရှောင်နိုင်တဲ့လူငယ်မှန်သမျှဟာဖမ်းဆီးခံနေရတာကြောင့်ညာရှင်းနိုင်နောက်ပိုင်းမှာလမ်းပေါ်မှာလူရှိတော့ဘူးလို့ပြောဆိုပါတယ်။စစ်ကောင်ဖြင့်ဘက်ကပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်အရင်လိုလူငယ်တွေလမ်းမေးထိုင်စကားပြောတာလမ်းသွားလမ်းလာလောက်တာ ဂီတာတီးတာတွေအပြင်ညပိုင်းလမ်းပေါ်ထွက်သွားလာသူတွေမရှိတော့ဘူးလို့သိရပါတယ်ရှင်။ဟန်စီခံရတဲ့လူငယ်တွေကိုဝေကျက်390ကနေတရအထိ တောင်းခံတာတွေရှိနေပြီးလာမယွေးနိုင်ပါကတခါတည်းစစ်မှုထမ်းတပ်သားစုဆောင်းတာတွေရှိနေပါတယ်။တောင်လင်းထိုင်းကပြုစုထားတဲ့အချက်လက်တွေအရပြီးခဲ့တဲ့အောက်တိုဘာလအတွင်းဖွင့်လှစ်ခဲ့တဲ့စစ်ကွန်ဖရှင်ရဲ့စစ်မှုထမ်းအပတ်စဉ်၁၈တနင်္လာနေ့ကကြိုက်တော်မြို့နယ်ကလူငယ်40ထံမှနေတပ်သားစုဆောင်းခံခဲ့ရပါတယ်ရှင်။ ွန်ပြည်နယ်ရဲ့ယခုနှစ်မိုးစဘာပေါ်ကာလာမှာစဘာဈေးအဆမတန်ကျဆင်းနေတာအရင်လိုစဘာဝယ်ယူမှုတွေမရှိတော့တာကြောင့်ခွက်ခွက်လန့်အရှုံးပေါ်နေတယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။မွန်ပြည်နယ်ရဲ့ခုနှစ်မိုးစဘာပေါ်ကာလာမှာစဘာဈေးအဆမတန်ကျဆင်းနေတာအရင်လိုစဘာဝယ်ယူမှုမရှိတော့တာကြောင့်ခွက်ခွက်လန့်ရှုံးပေါ်နေတယ်လို့တောင်သူတွေကတန်လွင်တိုင်းကိုပြောပါတယ်။ ။စပားစင်းတို့ဟာပြီးခဲ့တဲ့နှစ်က အနေဆုံးစပားတင်းတရာကိုကျက်သိန်း20ဝန်းကျင်ထိရှိရမှ အခုနှစ်စပားပေါ်ကာလမှာစပားတင်းတရာကိုမှကျက်17သိန်းဝန်းကျင်သာရရှိတဲ့အတွက်အရင်နှစ်နဲ့နှိုင်းယှဉ်ပါကထက်ဝက်နီးပါးလောက်သာဈေးရတော့တာပါ။စပားစင်းမရတာကြောင့်စပားဆိုင်ပြိုးစင်ကထွန်ရက်ခမျိုးစပားခလက်မြေဩဇာခစပားရည်သိန်းကအပြင် အထွေထွေထုတ်လုပ်မှုကုန်ကျစရိတ်အဆမတန် ကြီးမြင့်မှုကြောင့်သိတသာအရှုံးပေါ်နေကြတယ်လို့တောင်သူတွေကဆိုကြပါတယ်။တောင်သူလူကတော့စပားစီမရတာကြောင့်ဒီနေ့မှာအဆိုးဆုံးအရှုံးပေါ်သလိုလက်ရှိမှာလည်းစပားအဝယ်တောင်မရှိတဲ့အတွက်စပားတွေပုံထားရတယ်လို့တန်လွင်တိုင်းကပြောပါတယ်။စပားပေါက်စီအာဒီဘက်ချမ်းမှာကအာစတတေအကြာပါ။အာရှုံးတော့မဟုတ်တောင်သူတွေကတော့ဒီစည်းလောက်ကြတော့ရှုံးကြတာလေ။စပါးဆိုင်တဲ့ချင်းဆိုလို့ရှိရင်လည်းကျူးထောင်ကြီးဆိုင်တမဆိုလို့ရှိရင်ဒီက70တိတ်လောက်ကြာ ထွက်တဲ့စပါးကြတော့60 90ဒဏ်လောက်ပဲသူထွက်မှာဒီနှစ်ကတော့အဆိုးဆုံးလို့ပဲပြောရတော့မှာပေါ့တချို့ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့စီမှာအဝေးတော့မရှိဘူးရိတ်လာပြီးတော့ရောင်းမှုအဲ့ဒီပွဲစားလေးပါပြောင်းတော့အဝေးလေးမရှိတော့ဒီတိုင်းစပါးလေးပုံလာရဒီနှစ်ကတော့လဲတောင်သူတွေဘွားတော့ဟိုခွေးပြင်းမဘွားပေါ့စပါးစီမရတဲ့ချိန်မှာအဝေးလေးပြောင်းနေတာကြောင့်တောင်သူတို့ချို့ဟာစပါးရိတ်စိမှုအတွက်စက်ခါတောင်ပေးဖို့ အခက်ခဲရှိနေသလိုတချို့တွေအနေနဲ့ချေငါပြီးလုံရတာကြောင့်စဘာအရှုံးပြင်းအကျွေးတွေပါထပ်တင်နေကြရတယ်လို့သူကစပြောပါတယ်။တောင်သူနောက်တူးကလည်းစဘာထွန်းလုံးကြဆင်းမှုကြောင့်လက်ရှိပေါက်ဆင်းနေဆိုရင်ကျိုးမြတ်မရှိပဲအရှုံးကြီးရှုံးကြမယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ကျိုးမြတ်မရှိပါဘူး။အဲ့တော့ဒီကားကတည်းကဒီနေ့ကဒီစပါးကနှစ်ပြန်သုံးပြန်ကျဲရပါအဲ့ဒီကျဲရတော့ဒေတာဟိုကိုသိန်းရောကုန်တော့ဒီနေ့က မုန်းကြပါစေကြည့်လို့တကားရဲ့တန်တန်လန်လန်လောက်ရမှာနဲ့ခြေဘူးကြီးကုန်တာနဲ့အခုကတကားဘလို့ဆက်လို့ဆက်မှာမသိဘူးဆက်လုံးနေတော့ဆုံးမှာအင်းကောင်းမှာတကားထွင်မှာဘလို့ဆုံးမှာဒီနေ့ဖို့ရမှာတကားကြည့်တဲ့တော့ထနိုင်ဒီကြတော့ထနိုင်ရှင်ပေါ်ရစဘာစင်းလုံးကြဆင်းမှုဟာအာနာသိန်းကာလအတွင်းအဆိုးဝါးဆုံးအခြေအနေတစ်ခုဖြစ်ပြီးစဘာဆိုင်တောင်သူအကျွေးတန်တဲ့ဟာစိုက်ကိန်းကြုံတွေ့နေရတာဖြစ်ပါတယ် အခုလိုထုတ်လုပ်မှုကုန်ကြစီအစမတန်ကြီးမြင့်ပြီးစပားစင်းလုံးကြဆင်းနေမှုပေါ်လက်ရှိချိန်ထိစစ်ကော်မရှင်ဘက်ကစပားစင်းလုံးပြင်ဆင်သတ်မှတ်တာမရှိသေးပါဘူး။မူဘီနယ်ဟာမိုးစပါးဆိုင်ဧက9သိန်းနီးပါးရှိတဲ့ပြည်နယ်တစ်ခုဖြစ်ပြီးနှစ်စဉ်စပားတင်ပေါင်းသိန်း430ကျော်ထွက်ရှိနေတာဖတ်ရှိလာတဲ့စပားတွေကိုတော့စံကြောထုတ်လုပ်ကဒေသတွင်းပြင်အခြားတိုင်းနယ်ပြည်နယ်တွေကိုလည်းတင်ဖို့ရောင်းချနေပါတယ် ပြည်ရင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်းအပိုင်းလိုက်ရွေးကောက်ပွဲအလွန်မှာအာနာသိန်းစစ်ကောင်းဆောင်ရဲ့အခမ်းကဏ္ဍနဲ့စည်ရေးချိန်ခွင်ရှာအပြောင်းအလဲကိုရေကွန်းထုတ်မှုတွေရှိနေပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါရဲ့ရှင်။ပြည်ရင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်းစစ်ကော်မရှင်ကျင်းပမဲ့အပိုင်းလိုက်ရွေးကောက်ပွဲအလွန်မှာအာနာသိန်းစစ်ကောင်းဆောင်ရဲ့အခမ်းကဏ္ဍနဲ့စည်ရေးချိန်ခွင်ရှာအပြောင်းအလဲကိုရေကွန်းထုတ်လာနေကြပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးလို့ထုတ်ပြောခဲ့ဘူးတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတက်ချုပ်ရာတို့အပြင်သူ့ဘာသာခန့်အပ်ထားတဲ့ယာယီသမဏယာတို့နဲ့ပါပူးရဲရက်တည်နေသူပါအာနာသိမ့်မှုတွင်နိုင်ငံတော်ရဲ့အာနာရရက်ကိုစစ်ကောင်းဆောင်တဦးတည်းကသာချုပ်ကန်ချဲ့လည်ပြီးစစ်တပ်ပါဝင်စစ်ကြိုက်ရွေးချယ်ထားသူတွေနဲ့ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီစစ်ကောင်မရှင်ကိုဦးဆောင်ပါတယ်ဒါပေမဲ့လာမယ့်အထွေထွေရွေးကောက်ပွဲကနေအစိုးရတည်းရဲ့ပေါ်ပေါက်လာရင်နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်အာဏာသုံးရက်လုံးကိုစစ်ကောင်းဆောင်ကဆွန့်လွှတ်ရမယ်အခြေအနေပါစီလီယံပူကြီးစင်ရောသုံးသက်တာကစစ်ကောင်းဆောင်ဟာတမရလှုပ်ချင်တဲ့ရည်မှန်းချက်ရှိပေမဲ့လုတ်ပိုင်권ပုံများတဲ့တက်ချုပ်နေရာကိုဆွန့်လွှတ်ရမှာဖြစ်လို့ဘယ်ဟာကိုရေးမလဲဆိုတာထူးဆန်းနေတယ်လို့ပြောပါလိမ့်စစ်ကောင်းဆောင်ရဲ့အခမ်းကဏ္ဍကတော့သူကတမ္မတလုတ်ချင်တာသူရဲ့အဓိကအန်ဒီမတ်ရည်မှန်းချက်ကတော့တမ္မတလုတ်ချင်တာဒါပေမဲ့တမ္မတနဲ့သူတို့ရဲ့2008ဖွဲ့စည်းပုံမှာတမ္မတနဲ့ဒီကာကွယ်ရေးဦးစီးချုပ်နဲ့ဆိုတာကလည်းကာကွယ်ရေးဦးစီးချုပ်ကတော့ လုတ်ပိုင်ခွင့်ပုံများပါသေးတယ်လုတ်ပိုင်ခွင့်ပုံများဆိုတော့ကာကွယ်ဥစည်းချုပ်ကိုကာကွယ်ဥစည်းချုပ်ကပဲခန့်လို့ရတယ်ဘယ်သူမှခန့်လို့မရဘူးအဲ့တော့ကာကွယ်ဥစည်းချုပ်ယာရုပေါ့နော်တချုပ်ယာရုကိုသူစွန့်လွတ်လိုက်မလားသူအဖြစ်အဆုံးတမတာကိုရွေးမလားဒါတော့ကျွန်တော်လည်းပြောမတတ်သေးဘူးပေါ့နော်အဲ့တခုကတော့နည်းနည်းလေးထူးဆန်းတယ်ပေါ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတမတော်ကာကွယ်ဥစည်းချုပ်ဟာနိုင်ငံတော်တမတာဖြစ်ရင်မူလယာရုကနေနှုတ်ထွက်ရမှာဖြစ်ပြီးအဲ့ဒီယာရုနှစ်ခုစလုံးကိုပူရဲတာဝန်ယူထမ်းဆောင်ဖို့မပြတ်ထမ်းထားပါဘူး NLD ဆိုရလက်ထက်မှာဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ယာတုကိုရယူနိုင်ခဲ့မှုအပေါ်စက်ကောင်းဆောင်ကလည်းနိုင်ငံအုပ်ဆောင်ဖြစ်အာဏာရှိဆုံးပုဂ္ဂိုလ်ဖြစ်အောင်ဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်ပြောင်းလဲလာနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ပါတယ်။2008ဖွဲ့စည်းပုံခြေခံဥပဒေရသမရရွေးချယ်ရာမှာပြည်သူ့လွတ်တော်မြို့သားလွတ်တော်နဲ့တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၃ဘွဲ့ကဒုသမရတယောက်ချင်းစီကိုအစုပြုရမှာပါ။အဲ့ဒီအစုပြုထားတဲ့ဒုသမရ၃ကိုပြည်သူ့လွတ်တော်မှာလျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်ရမှာဖြစ်ပြီးတော့ မဲအများဆုံးရသူဟာနိုင်ငံတော်သမရဖြစ်ရွေးကောက်တင်မြောက်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်စက်ကောင်းဆောင်သမရဖြစ်ဖို့ရေလွှတ်တော်တဲ့ဝင်ပြီးမဲပေးနိုင်ဖို့လာမယ့်ရွေးကောက်ပွဲမှာကြံ့ခိုင်ရေးပါတီကနေကိုယ်စားလှယ်လောင်းဖြစ်ဝင်ပြိုင်မဲ့စစ်ယူနီဖောင်းချော့အရာရှိ490နီးပါးရှိနေတာပါ။ဒါအပြင်စစ်တပ်အတွင်းမှာရှိတဲ့ဘုံမူဒုဘုံမူကြီးအဆင့်ရှိသူ10ဦးခန့်ကိုလည်းအငိမ့်စားယူခိုင်းကတဆညပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့ BNI မြန်မာ Peace Monitor ရဲ့ချက်လက်တွေအရသိရပါတယ်။ တကယ်လို့စစ်ကောင်းဆောင်ကသမရဖြစ်ရွေးချယ်ခံရမယ်ဆိုရင်ကာကွယ်ရေးဦးကြီးချုပ်ယာဒူးကိုဆက်ခံမယ်စစ်တပ်ရဲ့သရုတ်ထမျိုးဆက်ဖြစ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းလို့ရေးပန်းစားနေတာပါသူဟာစစ်တပ်ကတူဘိုလ်လောင်းတင်တန်းအပတ်စဉ်35ဆင်းဖြစ်ပြီးတော့လက်ရှိမှာတက်မတော်ကြီးရည်လေးညှိနှိုင်းကူကယ်ရေးမှုဖြစ်တာဝန်ယူထားတာပါ ISP မြန်မာရဲ့တုံးသက်ချက်ရဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ စစ်ကောင်းဆောင်ရဲ့နေရာမှာဆက်ခံသူဖြစ်လာမည်ဆိုရင်စစ်တပ်သူအပတ်စဉ်35ဝန်းကျင်ကစစ်ဗိုလ်ချုပ်တွေအနေနဲ့စစ်တပ်ရဲ့သရုတ်ထမျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာရွေးကောက်ပွဲအလွန်လွှတ်တော်ခင်းခြင်းမှာအစိုးရနဲ့စစ်တပ်ဟာအပြစ်ရထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတပ်နေရာချထားရေးနဲ့နယ်မြေပိုင်းခြားရေးကိစ္စရပ်တွေကိုဆွေးနွေးနိုင်တယ်လို့သုံးသပ်မှုတွေရှိနေတာပါ။စီဒီအန်ဗိုလ်ကြီးစင်ရောကတော့ရခိုင်ပြည်နယ်ပါဝင်တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာလွှတ်တော်တွေနဲ့လွှတ်တော်ပြင်ပကနေစစ်ရေးနိုင်ငံရေးနီလန်းတွေကိုတုံးပြီးစစ်တပ်ကနှိမ့်နိုင်လာနိုင်တယ်လို့ပြောပါတယ်။ ဒါကြောင့်ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးမှာတိုင်းဒလန်တကိုင်အဖွဲ့အစည်းတွေဆက်လက်ပါဝင်လို့မရအောင်စစ်တပ်ကတနည်းနည်းနဲ့အပေးယူလုပ်လာရင်ဤအဝမဟုတ်တဲ့တော်လိုင်းရေးအဖွဲ့တွေဘက်ကတပြိုင်တည်းထိုးစစ်ဆလာနိုင်တယ်လို့သုံးသပ်ပါတယ်။ဤအဝတွေတော့မပါခဲ့ဘူးဆိုရင်တော့မပါခဲ့ဘူးပါလို့မရအောင်ချုပ်လိုက်မှာပေါ့နော်ပါလို့မရအောင်ပေါ်တင်ပါလို့မရလာအောင်ပေါ့နော်ချုပ်လိုက်မယ်ဆိုရင်တော့စီရင်ခင်းခြင်းကကျွန်တော်တို့ပြည်နယ်ပြည်မပေါ့နော်ပြည်မတိုင်းဒေသကြီးတွေမှာသူတို့အတွက်ထိုးစစ်ဆင်ဆရာဖြစ်လာမယ်။အဲ့တော့ကျွန်တော်တို့က ဥမာရခိုင်ကသူတို့ ਨੇ ပြောလိုက်တယ်သူတို့စီမှာစစ်တပ်တွေခြေချလို့မရဘူးဆိုတော့မဟုတ်ကျွန်တော်တို့ကကြောက်စရာဖြစ်တယ်သူတို့စီမှာခြေချလို့မရရင်ခြေချလာမှာပေါ့ဘာဖြစ်လို့စကိုင်းမှာချမယ်အခုဗမောက်မှာချမယ်အခုသူတို့ရှုံးခဲ့တဲ့နေရာတွေမှာသူ့အနေနဲ့တိုင်းစစ်ဌာနချုပ်တွေပြန်ဖွင့်ပြီးတော့ချလာမယ်ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ဒေတာခံလို့ပဲပြောရမှာ ERO မဟုတ်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနေရာကိုသူ့အနေနဲ့ဒုနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်းပေါ့နော်တစ်ချိန်တည်းတစ်ပြိုင်တည်းထိုးစစ်သူ့ဘက်ကပြန်စင်နိုင်တဲ့စီရေးချိန်ဝင်ရှာမျိုး ဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ကဒါသုံးသပ်ရပါတယ်ဗျာဟုတ်ကဲ့လက်ရှိမှာတော့ဆရာနာရှင်စနစ်ကိုစန့်ကျင်နေကြတဲ့တိုင်းဒေသနှစ်ကိုင်အဖွဲ့ကြီးတွေထဲမှာမြောက်ပိုင်းဖွဲ့တွေဖြစ်တဲ့ကိုကန့်တက် MNDA နဲ့တန်းတက် TNL တို့ဟာတရုတ်စိုးရရဲ့ဖိအားကြောင့်စစ်တပ်နဲ့အပြစ်ခတ်ရဲစဲဖို့သဘောတူထားကြပါတယ်ကျန်တဲ့အရခတက်တော်အေးအပါဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကင်မျိုးသား CEO KNU ၊ချင်းမျိုးသားတပ် UNF နဲ့ Krini အမျိုးသားတပ်တရေးပါတီ KNPP တို့ကတော့ဆက်လက်တိုက်ပွဲဝင်နေကြပါသည် နယူဒေါ်လာရေးကနေပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ပါဝင်ဗမာလူမျိုးစုနဲ့တခြားသောလူမျိုးစုအခြေပြုလက်နက်ကင်ဒေါ်လာရေးအဖွဲ့စည်းတွေကလည်းဆရာနှရှင်စနစ်ကိုအမြင့်ဖြတ်ဖို့တိုက်ပွဲဝင်နေကြပါသည်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ထရမ့်မလိုလာတဲ့မမ်ဒါလီနယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့ပါတယ် ဒီအကြောင်းကိုတော့ဘဲဘဲကပြပြပေးထားပါရရှင်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာဇိုရန်မန်ဒါနီအနိုင်ရရင်ဖက်ဒရယ်ရန်ပုံငွေတွေဖြတ်တောက်ပြစ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ချိန်ချောက်ထားပေမဲ့အမေရိကန်ရဲ့အကြီးဆုံးမြို့တော်ဝန်အဖြစ်ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပါတယ်။အသက်34နှစ်အရွယ်မန်ဒါနီဟာပထမဆုံးမွတ်စလင်မျိုးတော်ဝန်ဖြစ်လာပြီးရာစုနှစ်တစ်ခုအတွင်းအမေရိကန်ရဲ့အကြီးဆုံးမျိုးကိုဦးဆောင်မဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။ ။နိုင်ငံရေးအမှောင်ကြားနေတဲ့ဒီလိုအချိန်အခိုက်အတန့်မှာညူရောက်အလင်းရလိမ့်မယ်လို့မန်ဒါနီကရွေးကောက်ပွဲအနိုင်ရမိန့်ခွန်းမှာပြောပါတယ်။မန်ဒါနီကသူ့ရဲ့မူဝါဒတွေနဲ့ထရန့်ကိုစိန်ခေါ်မဲ့အစီအစဉ်တွေကိုရွေးကောက်ပွဲအနိုင်ရပြီးနောက်ချပြခဲ့ပါတယ်။တတိပုဂ္ဂလရွေးကောက်ပွဲဝင်ပြိုင်တဲ့အန်ဒရူးကူအိုမွန်နဲ့ရီပက်ဘလစ်ကန်ကာတက်ဆလီဝါကိုကြော်လွန်ပြီးမန်ဒါနီအနိုင်ရလိမ့်မယ်ဆိုရင်နယူးယောက်အတွက်ဖက်ဒရယ်ရန်မုံငွေကိုဖျက်တောက်ပစ်မယ်လို့ဒေါ်နယ်ထရန့်ကလူမှုမီဒီယာတဆင့်ချိန်ချောက်ထားခဲ့တာဖြစ်ပါတယ်။ မန္တာနီအနေနဲ့နယူးယောက်မြို့တော်ဝန်ဖြစ်လာမယ့်အချိန်မှာစိန်ခေါ်မှုတွေရှိနေပြီးအနီးကပ်စောင့်ကြည့်ခံရမှာဖြစ်တယ်လို့သတင်းတောက်တွေကပြောပါတယ်။ထရန့်ရဲ့ဒုတိယသမ္မတတက်တန်းအတွင်ကျင်းပတဲ့ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာဒီမိုကရက်တို့အလေးသားနေပြီးဗာဂျီးနီးယားနဲ့နယူးဂျာစီမှာဒီမိုကရက်တွေအနိုင်ရနိုင်ခြေရှိနေပါတယ်။ဗာဂျီးနီးယားမှာဒီမိုကရက်အဘီဂေးစ်ပန်ဘာဂါကပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်လာနိုင်ခြေရှိနေပါတယ် ဒီမိုကရက်ပဲဖြစ်တဲ့မီကီရှာရေကနယူးဂျာစီအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာထိတ်ဆုံးကနေဦးဆောင်နေပါတယ်ယူဂန်ဒါနိုင်ငံကမ်ပါလာမြို့မှာမွေးဖွားတဲ့မန်ဒါနီဟာအသက်9နှစ်အရွယ်မှာနယူးယောက်မြို့ကိုသူ့ရဲ့မိသားစုနဲ့အတူပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။သူကလူတိုင်းတက်နိုင်မဲ့နေစရာအိမ်အများသုံးဘတ်ကားအခမဲ့စီနင်းခွင့်၅နှစ်အောက်ကလေးများအတွက်ကလေးဆောက်ရှောက်မှုတို့ရရှိအောင်လှူဆောင်ပေးဖို့ကတိပေးခဲ့ပါတယ်။ အမေရိကန်ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာဒီမိုကရက်တို့အနိုင်ရတာဟာတမရဟောင်ဘာရက်အိုဘားမားကထရန့်ရဲ့ထင်ရှားဆိုင်နေတဲ့လောက်ရက်တွေကိုတားဆီးကြဖို့ဒီမိုကရက်တို့အားတိုက်တွန်းပြီးနောက်မှာထွက်ပေါ်လာတာဖြစ်ပါတယ်။မြန်မာရာဇဝတ်ကိုင်းကောင်းဆောင်ပေရှူချန်းနဲ့အပေါင်းပါတွေကိုတရုတ်တရားရုံးတည်တံ့ချမှတ်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါရှင်။ တရုတ်နိုင်ငံသား6ဦးတေဆုံးမှုအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မြန်မာရာဇဝတ်ဂိုင်းကောင်းဆောင်တဦးကိုတရုတ်တရားရုံးကနိုဝင်ဘာ4ရက်မှာတည်တံ့ချမှတ်လိုက်ကြောင်းနိုင်ငံပိုင်ဆိုင်ရာသတင်းဌာနကဖော်ပြပါရီကိုကန့်ရာဇဝတ်ဂိုင်းကောင်းဆောင်ပေရှုချံသူ့ရဲ့သားဖြစ်သူပေရင်ကန်းနဲ့သူ့ရဲ့အပေါင်းပါ3ကိုကွမ်တောင်းပြည်နယ်မှာရှိတဲ့ရှင်ချမ်းပြည်သူတရားရုံးကတည်တံ့ချမှတ်ခဲ့တာဖြစ်ကြောင်း ဆင်ဝါသတင်းမှာဖော်ပြထားပါတယ်။ပေမီသားစုအတွက်အလုတ်လုတ်ပေးခဲ့တဲ့နောက်ထပ်တရားခံ16ရောက်ကိုတော့မတူညီတဲ့ထောင်နှံတွေချမှတ်ခဲ့တယ်လို့သိရပါတယ်။အဲ့တရားခံ16ရောက်ထဲက2ရောက်ကိုတည်တံချမှတ်ခဲ့ပေမဲ့နှစ်နှစ်ဆိုင်းငံ့မှုပါဝင်တယ်လို့တရားရုံးရဲ့ကြီးညာချက်မှာဖော်ပြပါတယ်။နောက်ထပ်တရားခံ9ရောက်ကိုတော့တသက်တကျွန်းထောင်နှံချမှတ်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တရားခံ9ရောက်ကတော့အမြင့်ဆုံးထောင်ဒဏ်20အပါအဝင်မတူညီတဲ့ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပြီးတော့ဒဏ်ရိုက်ခံရတာမျိုးလို့တရုတ်နိုင်ငံကနေနှင်ထုတ်တာမျိုးလို့တခြားပြစ်ဒဏ်တွေလည်းချမှတ်ခံခဲ့ရတာပါ။ပေနဲ့သူ့အုပ်စုရဲ့အမာခံအဖွဲ့ဝင်တွေဟာလက်နက်ကင်တွေရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့လောင်းစားလုပ်ငန်းတွေအွန်လိုင်းလူလိမ်လုပ်ငန်းတွေကိုကြီးကြီးမားမားအတိုင်းအတာနဲ့လုပ်ကန့်ခဲ့တာဖြစ်တယ်လို့တရားရုံးရဲ့ဆုံးဖြတ်ချက်မှာဖော်ပြပါရယ်။သူတို့ရဲ့လိုရက်တွေကြောင့်တရုတ်နိုင်ငံသား6ဦးသေဆုံးခဲ့ရပြီးတော့နောက်ထပ်တအူကိုကိုကိုတတ်တည်ခဲ့တယ်လို့ နောက်ထပ်ပြင်းပြင်းထန်ထန်ဒဏ်ရာသူတွေအများကြီးရှိကြောင်းသိရပါတယ်။ခေါင်းဆောင်ပေမှာကိုပိုင်လက်နက်ကင်တပ်ဖွဲ့ရှိပြီးတော့ရင်းနှီးမြှုပ်နှံသူတွေအထင်ကြီးအောင်အဆောက်အဦကြီး40ခုတည်ဆောက်လုပ်ပြီးတော့ရာဇဝဲဂိုင်းထောင်ထားတာဖြစ်ပါတယ်။သူ့ရဲ့ဂိုင်းကျူးလွန်ခဲ့တဲ့ရာဇဝဲမှုတွေမှာဆက်သွယ်ရေးလိမ်လည်မှု၊အွန်လိုင်းလိမ်လည်မှု၊တရားမဝင်ကာစီနိုလုပ်ငန်း လူတက်မှုပြန်ပေးဆွဲအချက်ကင်မှုပြည်ထစာလုပ်ငန်းနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေပါဝင်နေပါပြီ။သူ့အဖွဲ့ရဲ့ online လူလိမ်လုပ်ငန်းတွေနဲ့တရားမဝင်လောင်းကစားလုပ်ငန်းတွေကရရှိတဲ့ဝင်ငွေပမာဏဟာကန်ဒေါ်လာ၄ဘီလီယံရှိတယ်လို့သိရပါတယ်။သူတို့အဖွဲ့ရဲ့ methamphetamine မွေးရစေးမှောင်ခိုတင်ပို့မှု၁၇တန်အထိရှိတယ်လို့လည်းစင်ဝါသတင်းမှာဖော်ပြထားပါတယ်။ မနက်ဖြန်နိုဗင်ဘာလ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာကြရတဲ့အရာမြန်မာနိုင်ငံတဝမ်းလုံးမှာတိမ်အသင်းသင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာမိုးအသင်းသင်းရွာသွန်းနေခဲ့တာကိုဝေလီဝဒဂျိုလူပုံရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နေပါတယ်။ တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေးဘတ်တို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္သာရီ10မှမှမိုင်20ခန့်အထိတက်ခနိုင်ပြီးလိုင်းအနေငယ်မှလိုင်းအသေးအသေးရှိနေပါတယ်။သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာဆက်စိတ်မှနေရာအနှံပြမိုးရွာသွန်းနိုင်ပါတယ်။ ရှေးဘက်ကလာတော့လေးဝေးလိုင်းအရှိန်ကြောင့်ကချင်ပြည်နယ်အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်လို့မိုးကြီးနေပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ38တီဂရီစင်တီဂရိတ်ရှိနေ၊ဒဝဲမြို့မှာ30တီဂရီစင်တီဂရိတ်အသေးသေးစီရှိနေပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကင်ဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ငယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကောမလုကနေရယူဖော်ပြတာဖြစ်ပါရဲ့ရှင်။တန်လိုင်းထားမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လိုင်းထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။